ပဲလီတိုက်စစ်မှုမာတီတာကိုပါပြစ်မှတ်ထားလာခဲ့တဲ့မန်ယူနိုက်တက် လာမယ့်ຫນွေမှာတိုက်စစ်ပိုင်းအားပြည့်ဖို့ရှိနေတဲ့မန်ချက်စတာယူနိုက်တက်တင်ဟာစပိုတင်လက်စပွန်တိုက်စစ်မှုဘီတာရိုကယ်ရက်ကိုပြစ်မှတ်ထားနေတဲ့အပြင်အခုလက်ခရစ်စတယ်ပဲလီရဲ့ဂျင်းဖီလစ်မာတီတာကိုပါချိန်ရွယ်လာခဲ့ပြီးຫນွေရည်မှာကမ်းလှမ်းမှုတစ်ခုပြုလုပ်နိုင်တယ်လို့သတင်းတွေထွက်ပေါ်နေပါတယ်။သစံသတင်းဌာနရဲ့ဖော်ပြချက်အရဒီပြင်သစ်တိုက်စစ်မှုဟာယူနိုက်တက်တို့ရေးချယ်စရာဒီဥပဖြစ်ပေါ်ထွက်လာခဲ့ပြီးသူ့ရဲ့ဆွမ်းဆောင်ရည်တွေကယူနိုက်တက်အသင်းကင်းတောက်တရအာယုံကိုဖန်ဆားခဲ့ပါတယ်။ဒီရည်အစကတည်းကမာတီတာဟာအမ်ခန်းချီစွမ်းပြခဲ့ပြီး နောက်ဆုံးကစားခဲ့တဲ့ပရီးမီးယားလိရှစ်ပွဲမှာ၈ဂိုးသွင်းယူခဲ့ပါတယ်။တကယ်တော့ United ကယူကရက်ကိုအဓိကပြင်းမှတ်ဖြစ်တတ်မှတ်ထားခဲ့ပေမဲ့ဒီ Sweden ကစားသမားကိုခေါ်ယူဖို့ကခက်ခဲနိုင်တယ်လို့သူကိုယ်တိုင်ကလည်း Champion League ဝင်ခွင့်ရတဲ့အသင်းတစ်သင်းစီကိုသာပြောင်းရွှေ့ဖို့ပုံမနစ်တက်တယ်လို့ရှင်းရှင်းလင်းလင်းပြောထားပါသေးတယ်။ဒါကြောင့် Yuka Red ထက်တခြားတိုက်စစ်မှုကိုသာ United ကပြောင်းလဲချိန်ရွယ်လာခဲ့ပါတယ်။ United ကတိုက်စစ်ပိုင်းအတွက်ချိန်ရွယ်နေတဲ့ကစားသမားတွေထဲမှာအသက်29နှစ်အရွယ် Martita လည်းအပါအဝင်ဖြစ်လာခဲ့ပါတယ်။2021ခုနှစ်ကလေးက Palace ရောက်ရှိနေတဲ့ Martita ဟာ ရာနီမာပဲလေအတွက်ပြိုင်ပွဲစုံ15ဂိုးအထိတွင်းယူထားခဲ့ပြီးသူ့ကိုဘာစီလိုနာနဲ့အက်တလက်တီကိုတို့လိုအသင်းတွေကပါစိတ်ဝင်စားနေကြတယ်လို့သတင်းတွေထွက်ပေါ်နေပါတယ်။ပဲလေဘက်ကတော့သူတို့ကစားသမားအတွက်ပေါင်တန်း90လောက်အထိတောင်းဆိုလာနိုင်ပါတယ်။ United ဟာ2023ခုနှစ်ကတည်းကရက်စမတ်ဝိုင်လန်အတွက်ပေါင်82တန်းအထိယင်းနှီးမြုံနှံခဲ့ပေမဲ့ဒိမတ်တိုက်စင်မူကပြိုင်ပွဲအားလုံးပေါဝင်ကစားခဲ့တဲ့88ပွဲမှာ23ဂိုးသာတွင်းယူထားနိုင်ခဲ့ပါတယ်။ဒီညွေကမှပေါင်36.5တန်းနဲ့ရောက်လာခဲ့တဲ့ Joshua Zirkzee ကလည်းရောက်ရှိလာခဲ့တဲ့က42ပွဲမှာ6ဂိုးသာတွင်းယူထားပြီး တိုက်စစ်ပိုင်းတွင်အကျိုးသက်ရောက်မှုဖြစ်စေဖို့ယုံကန်နေရပါတယ်။ဒါပြင် United ကဒီအသီးမှာယုံကန်နေရပြီးပရီးမီးယားလိမှာအမှတ်ပေးစရာရဲ့အဆင့်၁၀အောက်ပိုင်းမှာရပ်တည်နေရတယ်လို့ Europa League Champion ဖြစ်မှသာ Champion League ဝင်ခွင့်အတွက်မျှော်မှန်းနိုင်မှာဖြစ်ပါတယ်။ဒါပြင် Europa League ကလည်းဒီအသီး United အတွက်တခုတည်းသောဖလားမျှော်လင့်ချက်ပါဖြစ်နေပါတယ်။ဒီမှာ United ရဲ့အမှတ်ပေးချက်ကတော့